ားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကရင်တိုက်ပွဲတွင်စစ်တပ်ဗမာဘုံမူဘိုကြီးအောင်မင်းသူအပါအဝင်စစ်ခွေး80ကျော်ကြာဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်အတွင်းအကြမ်းဖက်စစ်တပ်ကလက်လွတ်ထားရသောနေမိများပြန်လည်သိမ်းပိုက်ရေး ထိုစစ်စင်ရဲစဉ်စစ်တပ်မှဘုံမူဘူကြီးအောင်မင်းသူတေဆုံသွားကြောင်းတေဆုံသူဤစနီးဖြစ်သူဤလူမှုကွန်ရက်တွင်ဖော်ပြချက်နှင့်မိတ်ဆွေဖြစ်သူတချို့ဤပြောဆိုချက်ရသည်ရပါသည်အော်တိုဘားလ14ရက်နေ့တိုက်ပွဲတွင်ဘုံမူဘူကြီးအောင်မင်းသူတေဆုံခဲ့ခြင်းဖြစ်ပြီးအလောင်းကုန်မူတရင်တပ်ဖွဲ့ထံသို့ပြန်လည်ရရက်နှင့်သာသမီနှစ်ဦးကြံရိတ်ခဲ့ကြောင်းသိရှိရပါသည်ဆက်လက်ပြီးပေါင်းနယ်မြို့တွင်ပြည်သူများကိုနှိပ်စက်လွန်တဲ့ ဒူရဲအုပ်အင်းမင်းထွန်းအပါအဝင်ရဲ20ဦးကြာဆုံးနေဆိုတဲ့သတင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘကိုးတိုင်းပြည်ခရိုင်ပေါင်းနယ်မြို့နယ်တွင်စိုင်းကဲ3စီးဖြင့်ထွက်လာသောရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာဒူရဲအုပ်အင်းမင်းထွန်းအပါအဝင်2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းအမှတ်3601တပ်ရင်းစစ်ထောက်လမ်းရေးတာဝန်ခံရဲဘော်ရဲတို့ကသတင်းဌာနကိုပြောကြားပါတယ်။ ရှမနီအော်တိုဘားလာ16ရက်နေ့နနက်9:15မိနစ်ကပေါင်းတယ်မျိုးနဲ့မှတ်တိုင်အုပ်စုမှတ်တိုင်ရဲစခန်းမှာဒူရဲအုပ်အေမင်းထွန်းဦးစီသောရဲငါဦးတီဆိုင်ကယ်3စီးဖြင့်တမန်ကြီးရွာဘက်သို့ဂိတ်ဖွဲ့စစ်ဆေးရန်ထွက်လာစဉ်ဖြီးသူကောက်ွယ်ရေးတပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာဒူရဲအုပ်အေမင်းထွန်းနှင့်နေတိန်အောင်ကျော်ထက်တို့အပြင်းထန်ထန်ရရရှိခဲ့ကြောင်းသိရပါသည်ထို့သောပြင်းထန်ထန်ရရရှိထားသည့်ရဲနှုတ်ဦးစလုံးကိုအလုံးပိတ်ကားဖြင့်ဖြီးသူစေးရုံသို့ ထည့်ဆောင်သွားပြီးသိဆုံးခြင်းရှိမရှိသိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်းသိရပါတယ်။ရှင်းရက်တဖွဲ့ဝင်များသည့်တမန်ကြီးရွာလန်းဆောင်ညောင်ပေအောင်၌ခိတ်ခွင်ပြီးခီးသွားပြီသူများ၏ဆိုင်ကများကိုဖက်စီခြင်းအာဓမစစ်မှုတန်းစုဆောင်ခြင်းဝဲလာသောစားတောက်ကုန်များကိုလည်းတင်စီခြင်းခီးသူများကိုဖန်စီငွေတောင်းခံခြင်းမွေမပေးနိုင်ပါကဖန်စီထောင်ချခြင်းတို့ပြုလုပ်နေသောဂိတ်ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ယူဟာ27ကိုကဲမှုအောက်ရှိ3600တက်ရင်တက်ခွဲလေးမှရဲဖော်များကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဇမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။